နေနဲ့အာအမျိုးမျိုးခင်ဗျလိုင်းပေါ်မှာတို့တို့လေးလောက်ရမယ်နော်လိုင်းပေါ်မှာအောင်းမဲဆင်ရမယ်အဖြစ်ဖြစ်နဲ့မင်္ဂလာရှိတဲ့တဲ့လေးတွေပဲခင်ဗျတို့ကြားလိုက်တယ်မင်္ဂလာရှိတဲ့တဲ့လေးတွေပဲကြားလိုက်ပဲကျန်တဲ့ဦးစင်းတို့ပုဂ္ဂိုလ်ကြီးအသေးဖွားလို့ဒီနေ့ဆက်ပြီးပြေးပြေးလိုက်တော့ပြေးပြေးလိုက်တော့နော်အဲ့ဥစဉ်ပြောချင်တာကတော့မင်္ဂလာရှိတဲ့တရင်တွေပဲရှေ့လျှောက်ပြီးကြားရတော့မယ်ဆိုတော့ပြောချင်ပါလိမ့်မယ်နော်ဟိုကပေါ့ဗျာဒီကျန်တဲ့နေရာမြန်မာပြည်ထဲမှာ PDF တွေခုံခုံဘယ်လိုလုပ်မလဲဆိုတော့အဲ့ဒါတော့ပလိုက်နဲ့ကဖားလို့ပဲနော် ဦးစင်းတော်ညခင်ဗျားတို့ဒီဦးစင်းတော်ညာလေးကြမှာဆိုလို့ရှိရင်ညမိုးလေးတစ်ဖွဲ့ဖွဲ့ကြပြီဆိုလို့ရှိရင်ဖောက်ထွက်ရကြပြီဗျာဖောက်ထွက်ရလို့ဖားလေးတွေဒီလိုရှင်လေးမတမီရှင်လေးတွေဆိုရင်ဖားဗလိုက်လေးတွေကိုကောက်ထည့်ထားလိုက်တယ်ဟုတ်ပါဘူးအဲ့ဗလိုက်နဲ့ကဖားကဘဲချိန်မဲရိုက်တယ်ဘဲချိန်မဲညို့လို့ရိုက်တဲ့ချိန်ရိုက်တယ်ရတယ်မိဒီကဘောကအဲ့လိုအနေထားပဲအဲ့ရေလွှဲနဲ့ချိန်ကန်သူ့ကိုဗလိုက်နဲ့ဖားလို့ဖြစ်သွားလိုက်မယ်နော်သူကလည်းသူစစ်တပ်ကိုတကယ်ထောက်ခံပြီးတော့အမာဂိုင်တို့တို့စပီကာဖြစ်ကြီးညာပြီးတော့တကယ်ကိုဖိုက်တဲ့လူတယောက်နော်အဲ့လိုလူမျိုးတယောက်မှာ ကိုနေ့ကပြောသလိုအခုလိုဖမ်းခံထိတဲ့အချိန်မှာပျော်အားမှာကတစ်ဖက်ကျွန်တော်တို့ဘက်အချမ်းကလူတွေပျော်အားမှာအခုကိုယ့်ဘက်အချမ်းကလူတွေဘာမှတော့ပျော်လို့ဝင်မဲ့ဝင်ပြီးပျော်မဲ့အပေါင်မရှိဘူးသူတို့စစ်တပ်ထောက်ခံတဲ့လူတွေပျော်နေတာနော်အားလုံးမြင်တဲ့အတိုင်းပဲကြည့်နော်အဲ့တော့ဒီဗီဒီယိုဖန်နဲ့တေချာကြည့်ပါဒီကောင်လေးစိတ်ဓာတ်တွေဘလို့လဲဆိုတာကိုကွက်ကွက်ခွင်းခွင်းမြင်ရလေသူနဲ့တွေ့တော့တွေ့တယ်အဲ့တော့သူ့ကိုမောတဲ့သူတွေကစူပါမေးဝိုင်းပြီးလောက်ကြံလာ မှန်ပဲအမှန်ပဲဇော်ဘုံဟင်းကိုမုံတဲ့ဒူတွေရှင်းရှင်းပြောရင်မနာလိုတဲ့ဒူတွေစုပေါင်းပြီးတော့ဇော်ဘုံဟင်းကိုအကွက်တက်ကြအောင်စော်ပစ်တာချိန်နေအမှန်ပဲကိုမမောင်ပြောတာနော်ပြောင်းချမှုသူခံရတာဖြစ်တယ်အဲ့တော့သူ့ကိုချစ်နေတဲ့သူတွေကလည်းသူ့ကိုချစ်ကြောင်းတော့ဆန္ဒထုတ်ဖို့ပြသရမယ်လို့ကျွန်တော်ကပြောခဲ့ဒါပေမဲ့ခတ်တာကကျွန်တော်တို့မြန်မာနိုင်ငံမှာပေါ့ဗျာနော် အနီးပဲဖြစ်ဖြစ်အစိမ်းပဲဖြစ်ဖြစ်နိုင်ငံအသိဉာဏ်ကဘယ်လိုခေါ်မလဲဆိုလို့ရှိရင်လက်တောက်လောက်ပဲရှိတယ်အဲ့ခင်ဗျားတို့နိုင်ငံရေးလောက်အောင်ခင်ဗျားတို့ဒီစိမ်းပိန်ပေါ့နော်စိမ်းပိန်နေကြနိုင်ငံပြည်စည်းသလိုနီပိန်နေကြတဲ့နိုင်ငံပြည်စည်းတယ်ကျွန်တော်ကပြောတဲ့စကားတစ်ခုကဘလောက်ထိအဲ့သူတို့နားမလဲတယ်ဆိုတဲ့ခါကျကျွန်တော်ဆန္ဒထုတ်ဖော်ပါဆန္ဒပြပါနော်အဲ့နောက်တစ်ခုကဆန္ဒထုတ်ဖော်ရဆိုတာနီလန်ပေါင်းလို့ရှိတယ် အကျန်းလက်ဖက်ဆန္ဒထုတ်ဖော်ခြင်းဆိုတာတော့နားမလည်တဲ့အသိဉာဏ်နဲ့ဒီနိုင်ငံရေးလောကထဲမှာမင်းတို့ဘာလုပ်နေတာလဲခင်ဗျားတို့ဘာလုပ်နေကြတာလဲအဲ့ဒါတွေကတော့ဦးစင်းရဲ့အမြင်သုံးသပ်ချင်တာကတော့ဥသောဘိုးရင်ကိုထောက်ခံဝိုင်းရိုင်းတဲ့သူတွေကိုစူပူမှုမဖြစ်ဖြစ်အောင်မုံကြောက်မကြွကြောက် တာသက်ကဆိုရအောင်ပေါ့ဗျတနည်းတစ်ဖုံနဲ့ဖိုးနဲ့တလို့ပဲဥစဉ်ရတော့သုံးတက်ချင်တယ်ဗျတာသက်ကသုံးတက်ချင်ပါတယ်နော်ဘာဖြစ်လို့သုံးတက်ထားလဲဆိုတော့ဥစဉ်ကပေါ့ပေါ့ပေါ့ထောက်ခိုင်ခိုင်လုံလုံနဲ့ပဲပြောတာများပါဘူးမောင်ပြောရတာတွေ့တယ်မလားဥစဉ်ကတော့ဗျမ်းပရာစစ်တက်ကသူ့ဘောင်းကိုတနည်းထားတော့ဥစဉ်ပြောတဲ့အရာလေးရှိရင်ထောက်ပြရတယ်ရပါတော့မမဖင်ချကထိမအောင်ဥစဉ်တို့ရဲ့မြန်မာပြည်တွင်းကိုပြပကလူတွေကဥစဉ်တို့ထားအချင်းချင်းတော့သူတို့အချင်းချင်းတော့မေးရမယ်လို့ဖြစ်နေတယ်နော်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ PDF တွေပေါ်ကပလိုင်းတဲ့ကဖားတွေလိုဖြစ်နေလို့တက်မတော်ချစ်သူတွေအနေနဲ့မင်္ဂလာရှိတဲ့သတင်းတွေကြားရဖို့ဇော်ဘုံဟိန်းလို့အချင်းချင်းအငင်းပွားတဲ့အရာတွေမလုပ်ကြတော့ဘူးပောက်ကူတော်ပန်ချလိုက်တယ်မို့အဆုံးထိနားဆင်ဝေဖန်တုံးတက်ပေးသွားကြပါအောင်ခင်ဗျာမျောလေးမင်္ဂလာပါဗျာကောင်းတော့ညကြပါဗျာဒီနေ့က73ရက်6လပိုင်းထောင်ထဲမှာ25ဖြစ်ပါတယ်ဗျာဦးဇင်းတို့အမျိုးတွေအားလုံးလည်းဒီရက်ပိုင်းမှာ နောက်မင်္ဂလာတဲ့နေ့ပဲဇက်ဆိုင်ကြားရအောင်မယ်လို့ဦးစင်းကတော့တရားတိုင်းတော့ယုံကြည်ပါလေဗျ။ဘာကြောင့်မင်္ဂလာတဲ့နေ့ကြားရလဲဆိုလို့ရှိရင်အခုဆိုလို့ရှိရင်ရခိုင်ပြည်နယ်ပဲဆိုလဲချို့နော်။ခင်ဗျားတို့ဗျာအဲ့ဘက်တော့ပြုပဲလို့ပဲတော့မှခင်ဗျားအေးအေးလေးအတန်ထွက်နေရနော်။တရင်သမားတွေကိုပြန်ပြီးမှတရင်သမားတွေကိုရေးယူပါမယ်ရန်။တရင်သမားတွေကနိုင်ပြီနိုင်ပြီဆိုပြီးမှ లై မော်တေးနေကြတာလေ။ဟာနိုင်နေပြီဘလို့ဖြစ်နေပြီအာဘလောက်ကြာသွားလဲ။တကယ်အေးအေးလေးနဲ့ ခွေးတွေဝက်တွေတရားတာအများကြီးပါပြီနော်အများကြီးပဲဒါဗမော်ပဲဆိုလို့ရှိရင်လည်းအမျိုးတွေအားလုံးခုကြိုင်တွေရာအဖြစ်ကံ PDF အဖြစ်ကံသေပေးရောမြင်စာပင်ဖြစ်ဖို့မျိုးစားကောင်းမှုတော့တေပေးတဲ့ PDF တွေဆိုလို့ရှိရင်လည်းဒါပြစ်ထားခဲ့ပြီလို့တော့ဥစဉ်တော့တုံးတက်ချင်ပါလေဗျာနော်ပြစ်ထားခဲ့ပြီ PDF တွေပြစ်ထားခဲ့ပြီဗမော်မျိုးကလည်းတို့တို့တော်များများဆုတ်ခွာသွားပြီပေါ့ဗျာနော်ဒါဗမော်မျိုးမှာဆိုလို့ရှိရင်ဥစဉ်တော့ဒါတုံးလေးလောက်ဒါတက်မလို့ဓာတ်တွေရာတကယ်တူရဲကောင်း နော်ငါမတင်ငါသခန်းမကြသေးရဆိုတော့တူရဲကောင်းစိတ်တတ်နဲ့တိုင်းပြည်ကိုချစ်တဲ့စိတ်နဲ့နော်တိုင်းပြည်ဟိုချစ်တဲ့စိတ်နဲ့တိုက်ွားတာဖြစ်တာဗမောမျိုးကြီးကဒီအကျန်းဖက်ကြီးဖြည့်ဆည်းသွားလို့အကုန်လုံးပြည့်စည်ပြည့်နေလဲဗမောမျိုးကြီးကကြမသွားဘူးပေါ့ဗျာနော်အဲ့တော့အကျန်းဖက်ကြီးကနောက်ဆုတ်တဲ့နယ်လောက်ခရိုင်ရာနော်လိုင်းသာကိုကြောင်းမန်းကံမန်းတီအောင်လားလိုင်းသာတော့ကြောင်းမန်းကံမန်းတီအောင်ဆက်ပြီးမှ လုံးတဲ့ဒါတော့ပြည့်ပြည့်သားသားလောက်ရမယ်လို့ဥစဉ်တော့တော့သုံးတိုက်ချင်ပါလေဗျာဘာလို့ကမစွာတော့ဘောကပုံကြီးတစ်ပါးအနေနဲ့ပြောချင်ပါအောင်နော်ဒါဗမော်ဘက်အချိန်နေပါဗျာနော်ဥစဉ်တော့ဒီရှမ်းပြည်နယ်ဘက်မှာဆိုလို့ရှိရင်နှောင်းချိုဆိုလဲဒါနှောင်းချိုတို့ခမကောင်းအောင်နော်အောင်ခန်းတို့ဒီဘက်ဥစဉ်တော့အုံမတီအုံမကဟိုဘက်ဒီပုံလုံးပေါ့ဗျာဒီဘက်နှောင်းနှောင်းချိုမြို့နယ်တွေဒီအားလုံးလဲမင်္ဂလာတရင်တွေဘယ်ခင်ဗျားတို့ကြားနေရတော့မှာဗျာနော်နှောင်းချိုလဲမကြားခင်မှာဒါအပြည့်အဝထိမ့်ချုပ်မဲ့အနေထားတစ်ခုကိုဒါရောက်ရှိတော့မှာဗျာနော် အဲ့တော့ဥစ္စနောတမရောချင်းမြတ်နိုးသူတွေရောတမရောကိုဝိုင်းရံအားပေးသူတွေရောထောက်ခံတဲ့သူတွေရောကြားထဲမှာတွေးရဖြစ်နေတဲ့သူတွေရောဟိုဘက်သွားတာကောင်းမလားဒီဘက်သွားတာကောင်းမလားအော်ဟိုဘက်မှာ PDF တတတော်မနိုင်ပါဘူးဗျာနော် PDF ကတော့ကတော့နိုင်တော်သွားမယ်နေရာရဆရာလဲအကြောင်းမရှိ PDF ကအချိန်တိုင်းရင်တောင်းရင်မှလွတ်တဲ့ခွေးလိုပဲဖြစ်သွားမှာနော်အမြင်မှန်ရရင်ရမရရင်တောင်းရင်မှလွတ်တဲ့ဘယ်ပြီးလို့ဘယ်သွားလို့ဘယ်လာမှမတည်ဖြစ်သွားပါ လက်နဲ့ကိုင်းဆိုတော့တိရတဲ့မှာအချိန်နေမကောင်းတော့ဆိုလို့ရှိရင်ဟာကျွန်တော်တို့ဘာကျွန်တော်ပေါက်ဖို့ရည်စီပြေးကြိုင်မယ်ငင်းကြိုင်လို့ပြောတော့ငင်းကြိုင်ပြောပြောတော့ကျွန်တော်တို့မလုပ်တော့ဘူးကျွန်တော်တို့ဘလို့ဘလို့ပြောရတဲ့နေပါမယ်ဆိုရင်မှအဲ့ဒီပလံကိုလူလူတွေကဆွဲလိုက်အဲ့ဒီမှာ PDF မပါဘူးလူလူပြောတဲ့အကူပါလေဆိုတော့ AUG ဆိုတာလည်းနိုင်ငံခြားမှာပဲဒီမှာနော်ခုအမေရိကန်မှာဆိုတော့လူလူတွေကပြည်ပုံကွက် အမေရိကန်လိုအာကိုးဝါတို့တို့အာကိုးဝါတယ်ဆိုတော့အမေရိကန်နိုင်ငံကလည်းတို့တို့ကိုတိုင်းဆန်တကောင်လောက်တော့မှအတိမတ်မပြုတော့ဘူးဒနန်ခရိုင်နော်အမေရိကန်နိုင်ငံလိုမျိုးอ่ะအဲ့တော့တမ်းတော့ချင်းမြတ်တို့တွေရောဒီမြန်မာနိုင်ငံမှာငြိမ်းချမ်းမှုအေးချမ်းမှုကိုလိုလားတဲ့သူတွေရောအဓိကဥစ္စလုံးတက်မတော်ဝိုင်းရံထောက်ခံအားပေးရတယ်ဒီချိန်မှာဥစ္စလုံးမြန်မာတက်မတော်ကြီးကိုအားလုံးကအားလုံးကနေဒီမှာထိထိရောက်ရောက်ဝိုင်းရံအားပေးဖို့နော်ထောက်ပံ့မှုပြောတာမဟုတ်ဘူး အားပေးဖို့အတွက်ကိုရှေးတန်းတက်မတော်ရတဲ့အင်အားပြောင်းဦးဇင်းတို့တက်မတော်ရဲ့နိုင်ငံတော်ရဲ့အော်တက်မတော်ရဲ့ဒစိတ်တွေဘက်ဒစိတ်တွေနဲ့တက်မတော်ရဲ့အချင်းတွေနဲ့အာအမျိုးမျိုးခင်ဗျလိုင်းပေါ်မှာတို့တို့လေးလောက်ရမယ်နော်လိုင်းပေါ်မှာအောင်ပွဲဆင်ရမယ်အဖြစ်ဖြစ်နဲ့မင်္ဂလာရှိတဲ့တရင်တွေကိုပဲခင်ဗျတို့ကြားလိုက်မယ်မင်္ဂလာရှိတဲ့တရင်တွေကိုပဲကြားလိုက်မယ်ကျန်တဲ့ဦးဇင်းတို့ပုဂ္ဂိုလ်ကြီးကအသေးဖွားလို့ဒီနေ့ဆက်ပြီးဖေးဖယ်လိုက်တော့ဖေးဖယ်လိုက်တော့နော် ဲ့တော့ဥစဉ်ပြောချင်တာကတော့မင်္ဂလာရှိတဲ့တရင်တွေပဲရှေ့လျှောက်ပြီးကြားရတော့မယ်ဆိုတော့ပြောချင်ပါလိမ့်ဗျာနော်ဟိုပါပေါ့ဗျာဒီကျန်တဲ့နေရာမြန်မာပြည်ထဲမှာ PDF တွေခုံခုံဘယ်လိုလုပ်မလဲဆိုတော့အဲ့ဒါတော့ပလိုက်နဲ့ကဖားလို့ပဲနော်ဥစဉ်တို့ညခင်ဗျားတို့ဒီဥစဉ်တို့ညဒေတာမှာဆိုလို့ရှိရင်ညမိုးလေးတစ်ဖွဲ့ဖွဲ့ကြပြီဆိုလို့ရှိရင်ဖားထွက်ရကြတယ်ဗျာဖားထွက်ရလို့ဖားလေးတွေဒီလိုရှင်လေးမတူမရှင်လေးတွေဆိုရင်ဖား မလိုက်လေးတွေကိုကောက်ထည့်ထားလိုက်တယ်။ဟုတ်ပါဗျာ။အဲ့ဗလိုက်နဲ့ကဖားကဘယ်ချိန်မဲရိုက်တတ်တယ်ဘယ်ချိန်မဲညိုလို့ရိုက်တဲ့ချိန်ရိုက်တတ်လို့ရတယ် PDF ဘောကအဲ့လိုအနေထားပဲအဲ့ရေလွှဲနဲ့ကချိန်တန်သူ့ဟာကိုဗလိုက်နဲ့ကဖားလို့ဖြစ်သွားလိုက်မယ်နော်အဓိကတော့ဒီ PDF PDF မိုက်နေတယ် PDF လုတ်ကြည့်လုံးနေတယ်ဆိုတာကလည်းထောက်ပံ့မှုတွေလက်နဲ့ထောက်ပံ့မှုတွေရှိနေတဲ့အတွက်ကြောင့် AI ရလည်း PDF ကိုထောက်ပံ့မှာမဟုတ်တော့ရှိချောင်း AI ရလည်းဒီဆုံးရှုံးမှုတွေကတော်တော်ကြီးများပါကြီး ဆုံးရှုံးမှုတွေရပိဿတ်မှုတွေရောတော်တော်ကြီးဆိုတော်တော်ကြီးကိုများပါပြီအဲ့တော့ကချင်ပြည်နယ်မှာရှိတဲ့ကချင်တိုင်းရင်းသူတိုင်းရင်းသားများအားလုံးကရရင်ငါတို့အတွက်ကောင်းကျိုးမပေးပါလားဆိုတာကိုကောင်းကောင်းကြီးကြည့်သွားရင်ဒါဥစဉ်တို့ဗမာလူမျိုးတွေမဟုတ်ဒီလူတို့တိုင်းရင်းသူတွေတော်တော်များများကကချင်တိုင်းရင်းသူတွေတော်တချို့တိုင်းရင်းသူတော်တော်များများကလည်းဒီအကြမ်းဖက်တပုံတွေ KIA တွေဟာဟုတ်လားဒီပလောင်တွေဟာသူတို့အတွက်ကောင်းကျိုးမပေးဘူးဆိုတော့သူတို့တွေကောင်းကောင်းသိသွားတယ်။ကောင်းကောင်းလည်းသိနေပါရဲ့အမြင်မှန်ရနေပါရဲ့နော်။ ဆိုစေဘေးရှောင်နေဆိုလို့ရှိရင်အများကြီးညောင်ညောင်စာပဲเนาะအဲ့တော့အေးရလည်းချိန်တိုင်းတော့သူ့အကူတွားလိုက်မယ်เนาะတင်းပြင်းနဲ့လည်းထိုးနှီးလူသွားပါပဲเนาะအဲ့တော့တတ်မတော်ချင်းမြတ်နိုးလူများအားလုံးဒီချိန်မှာတတ်မတော်ကိုဝိုင်းရံအားပေးရမယ်တတ်မတော်အားသက်စေမယ့်စကလုံးတွေညာများပြောပေးရမယ်တတ်မတော်ရဲ့စီချင်းတွေတတ်မတော်ရဲ့တိုင်းပြည်ရင်းချမ်းမဲ့အရာအားလုံးဗျာတတ်မတော်ရဲ့ဒသိမ့်မနဲ့အကုန်လုံး line မှာဘလူးကိုပြိုင်နေရမယ်ဗျာเนาะဒါလေးပြောချင်တော့ဗျာအားလုံးလာပါပဲဗျာ ပခုတ်ကူမြစ်ခြေကပြူစောတိတူမိသားစုလိုက်ခေါ်လာပြီးလက်နက်ခဲရန်နဲ့တကွအလင်းဝင် မကွေးတိုင်းပခုတ်ကူမြို့နယ်မြစ်ခြေတိုက်နယ်ပြူစောတိစခန်းတစ်ခုကပြူစောတိတူမိသားစုလိုက်ခေါ်ဆောင်လာပြီးလက်နက်ခဲရန်နဲ့တကွတော်လန်ရေးတပ်တွေစီအလင်းဝင်နယ်လို့ပခုတ်ကူခရိုင်ပကဖတ်တပ်ဖွဲ့ငါအေယာတောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမဖူကိုပြောပါတယ်ဇွန်လ၁၂ရက်ကမြစ်ချီနယ်အောင်သာရွာပြူစခန်းကပြူတအူးဟာ ကလေးငယ်အပါဝင်မိသားစုဝင်၈ဦးနဲ့တငယ်ချင်း၂ယောက်ကိုပါခေါ်ဆောင်လာပြီးလက်နက်နဲ့တကွအေယာတောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စီချိတ်ဆက်အလင်းဝင်လာတာဖြစ်တယ်လို့ပခုတ်ကူခရိုင်ပကဖားတပ်ဖွဲ့ငါအေယာတောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတရင်နဲ့ပြန်ကြားရေးတာဝန်ခံကိုရှောင်းကပြောပါတယ် ချိတ်ဆက်ထားတာတော့ကြာပြီပြအလက်ပြည့်စုံမရသေးလို့ကြာနေတာတငယ်ချင်းအရက်သားနှစ်ယောက်လည်းပါတယ်အကိုကလည်းအလင်းတူးညံ့လာတာကြာပြီပြူစောတိပဲပြအလက်မပါဘူးအလင်းဝင်လာတဲ့ပြူစောတိဟာသုံးတနက်တလက်ကြီပေါက်၈ပေါက်ကြီ356တောက်အိနာကဘုံဒီတလုံးနဲ့ဤကွေးမတ်တစုံလို့ယူဆောင်လာတယ်လို့ဆိုပါတယ် အဲ့ဒီလိုလက်နက်နဲ့တကွပြူရွာကအရက်သားတွေကိုပါခေါ်ထုတ်လာတဲ့အတွက်အေယာတောင်းပြည်သူကာကွယ်ရေးတပ်ဖွဲ့ကစုကြီးငွေ7350ချီမြင့်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီအလင်းဝင်လာတဲ့ပြူစောတိရဲ့အကူဖြစ်သူကလည်းပြီးခဲ့တဲ့မေလအတွင်းကအေယာတောင်းပြည်သူကာကွယ်ရေးတပ်ဖွဲ့နဲ့ချိတ်ဆက်ကအလင်းဝင်ခဲ့တယ်လို့ဆိုပါတယ်။ အလင်းဝင်လာတဲ့ပြူစောတိညီကိုနှစ်ဦးစလုံးကတော်လန်ရေးတက်တွေနဲ့ပူးပေါင်းပြီးစစ်အုပ်စုကိုခုခံတော်လှန်မယ်လို့ပြောဆိုထားကြောင်းလဲအေယာတောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတရင်နဲ့ပြန်ကြားရေးတာဝန်ခံကိုရှမ်းကပြောပါတယ်။